မင်္ဂလာပါဒီနေ့ကျမတို့ပုံဝင်ချင်းမှာတကယ်ကိုနင်များတကာတွေ့နေရတဲ့ LED မီးလုံးလေးလေးအချောင်းအဲ light emitting diode အချောင်းကိုနင်နေအသေးစိတ်လေးလေ့လာကြည့်ကြမယ်လေဟုတ်ကဲ့ phone screen တွေကနေအင်္ဂါမီးလုံးလက်မီးတွေအထိသုံးနေကြတာဆိုတော့လေဒီနေ့လင်ညာကဘလို့အလို့လို့တလဲသူအာတာချစ်တီပြောကြတယ်စွန့်နေနေတယ်ကြာရှည်ခံတယ်ဆိုတာဒီအဲ့ဒါတွေရဲ့နောက်ွယ်မှာဘာတိပညာရှိလဲပေါ့သင်တွေ့ကြည့်ကြတာပေါ့နော်ဟုတ်ကဲ့ကောင်းပါတယ် ရည်ရွယ်ချက်ကတော့ဒီနေ့စဉ်သုံးနိပညာလေးကဘလော့အောင်ဖို့ကောင်းလဲဆိုတာနားလည်ဖို့ပါပဲကေဆော့လိုက်ကြရအောင်ဟုတ်ကဲ့ LED ဆိုတာအခြေခံကတော့ diode မျိုးပါပဲ diode ဆိုတာတိကျတဲ့အတိုင်းလက်စစ်ကို ရှေ့ကိုပဲစီးစေတယ်နောက်ပြန်မလောင်အောင်တားပဲတဲ့ပစ္စည်းလေးပေါ့ဟုတ်ကဲ့ဒါပေမဲ့ LED ကဘာထူးလဲဆိုတော့သူကလက်စစ်စီးသွားတဲ့အခါအလင်းရောင်လေးထုတ်ပေးနိုင်တယ်လေအဲတကယ်တော့ တာမန်ဒိုင်ယိုလီဒီမှာလည်းအဖြစ်စင်နေနေတော့ရှိတယ်။ဒါပေမဲ့အလင်းထုတ်ဖို့တီးထန်လို့ထားတာမဟုတ်တော့လေ။ထီးရောက်မှုလည်းမရှိဘူး။အပြင်လည်းမရောက်ဘူးပေါ့။အော် LED ကကြောက်ဘာလို့ဒီလောက်ကောင်းကောင်းအလင်းထုတ်နိုင်တာလဲဆိုတာကစိတ်ဝင်စားစရာပဲ။ဟုတ်ပြီ။အဲ့ဒီအလင်းထုတ်နိုင်တဲ့လျောဝက်ချက်ကသူ့ကိုပြုတ်လို့ထားတဲ့ PC မှာရှိတယ်လို့ဆိုပါရဲ။ Semiconductor လို့ခေါ်တဲ့လျှက်ကူးတပိုင်း PC အထူးသဖြင့် Silicon ဖို့နော်။မှန်ပါတယ် Silicon ။ ဒါပေမဲ့တန့်စင်တဲ့ silicon ဆိုရင်သူ electron တွေကတင်းငိန်လွန်းတော့လျှက်စစ်ကကောင်းကောင်းမစီးဘူးလို့သိရပါတယ်။ဒီနေရာမှာဘယ်လိုလုပ်ကြလဲ။ဟုတ်ပါပဲ။တန့်စင်တဲ့ silicon ချီပဲဆိုရင်လက်ကူးပစ္စည်းမဟုတ်တလို့လက်ကားပစ္စည်းလည်းမဟုတ်ဘူး။အလေလက်ပေါ်လျှက်စစ်ကိုတင့်မကူဘူး။သူ့ atom ဖွဲ့စည်းပုံကတင်းငိန်နေလို့လေ။အပြင်ဆုံးခွတ်မှာ electron ၄လုံးဘေးက atom ၄လုံးနဲ့ဆို၈လုံးပြည့်နေတော့ သူကတော်တော်တည်ငြိမ်နေဟုတ်ကဲ့ဒီတော့တိပိုင်းပညာရှင်တွေကအဲတော်တော်လေးမာတဲ့နီလန်တစ်ခုတုံးတယ်အဲ့ဒါကဒိုပင်းလို့ခေါ်တယ်ဒိုပင်းဟုတ်တယ်စကလုံးကတော့ဆေးခတ်တာလို့ဖြစ်နေပေမဲ့ဒီမှာကတန့်စင်တဲ့ဆီလီကင်ထဲကိုထရာဒရက်စင်အနေငယ်တမင်တကာရောထည့်လိုက်တာအညစ်ကြေးထည့်တာပေါ့ဘာလို့လဲဆိုတော့သူ့ရဲ့လက်ကူးနိုင်စွမ်းကိုလိုဒလိုပြောင်းလဲထင်းချုံချင်လို့ ။အော်တမင်တကာမတန့်စရာအောင်လုပ်လိုက်တာပေါ့။ဘလို့မျိုးတွေရောထဲတာလဲ။မျိုးစံမျိုးလုပ်လို့ရတယ်။တမျိုးက n type ဖြစ်အောင်လုပ်တာ။ negative type ပေါ့။အနုအမျိုးစား။ Okay ။ဒါက silicon တဲ့ကိုအပြင်းဆုံးခွာမှာ electron နားလုံးရှိတဲ့ dwesen ဥပမာ phosphorus လိုမျိုးအ ਨੇ ကရောထဲလိုက်တာ။ silicon ကလေးလုံးပဲလိုတာဆိုတော့ electron တလုံးပို့သွားတော့။အင်းအဲ့ဒီပို့နေတဲ့ electron ကလွတ်လွတ်လပ်လပ်ရွေလျနိုင်တယ်။ ဲ့ဒီတော့ရှက်စစ်စီးဖို့အဆင့်တင်ဖြစ်သွားတာပေါ့သူကအနုတ်သက်ဆောင်တယ်။အော်ဟုတ်ကဲ့လွတ်လပ်တဲ့ electron တွေပေါများသွားတာပေါ့နှုတ်တစ်မျိုးက p type ဆိုတော့ positive ပေါ့အတိအကျပါပဲ p type positive type ဒီမှာကြတော့ silicon ထဲကို အပြင်ဆုံးခွာမှာ electron ၃လုံးပဲရှိတဲ့ dressing ဥပမာ boron လိုမျိုးယော်ထည့်လိုက်တယ်။အဲကြတော့ silicon ရဲ့ဖွဲ့ကြီးပုံမှာ electron တစ်လုံးစာနေရာလိုသွားတော့อืมအင်းနေရာလိုသွားတော့ ဟုတ်တယ်အဲ့ဒီနေရာလို့ကိုဟိုးလို့ခေါ်တယ်အပေါပေါဒီဟိုးတာတကယ်တော့ရုပ်ပိုင်းဆိုင်ရာအရာဝတ္ထုမဟုတ်ပေနဲ့သူကအပေါင်းတက်ရှိတယ်လို့ပြုမို့လဲဘေးကအီလက်ထရွန်တစ်ခုကဒီဟိုးရဲ့ခုံဝင်လိုက်ရင်ဟိုးကအဲ့ဒီအီလက်ထရွန်မူလနေရာကိုရောက်သွားတယ်လို့ဖြစ်ပြီးရွေးလျားသွားပုံပေါက်တယ်လေအော်စိတ်ဝင်စားစရာပဲဆိုတော့ကားပါကင်နေရာလွတ်တီဖန်တီးလိုက်တယ်လို့မျိုးပေါ့အီလက်ထရွန်ကားရဲ့လာဟိုးစောင့်နေတာဟုတ်တယ်ဟုတ်တယ်အဲ့လိုမြင်လို့ရပါတယ် အပေါင်းတက်ဆောင်တဲ့နေရာလို့ဒီအများကြီးဖြစ်လာတာပေါ့ဒါဆိုရင်အခုကျမတို့မှာလွတ်လပ်တဲ့ electron များတဲ့ n type နဲ့ electron လိုအပ်နေတဲ့ hole တွေများတဲ့ p type ဆိုပြီးနှစ်ခုရလာပြီဒီနှစ်ခုကိုပေါင်းလိုက်တော့မှာပေါ့ဒါကအဓိကအပိုင်းဖြစ်မိထင်တယ်ဟုတ်ပါတယ်အဲ့ဒီ n type နဲ့ p type semiconductor ပြားနှစ်ခုကိုယူပြီးထိဆက်လိုက်တယ်အဲ့ဒီထိဆက်လိုက်တဲ့နီနီမီနေရာလေးကို pn junction လို့ခေါ်တယ်ဒီ junction က led ရဲ့အသေးနှလုံးပဲအလင်းထွက်တဲ့ဖြစ်စဉ်က တီးနေရမှာဖြစ်မှာ PN junction ဟုတ်ကဲ့ဒါပေမဲ့သူ့လိုလိုတော့အလင်းမထပ်ဘူးသူ့ကိုအလုံးလုံးစေဖို့ဘွားပေးရတယ်ပေးတဲ့ပုံစံပေါ်မူတည်ပြီးလျှက်စစ်စီးတာနဲ့မစီးတာကွာသွားရောအော်ဟုတ်ကဲ့ဘွားပေးပုံစံအဲ forward polarization ဆိုတဲ့နည်းလမ်းကအလင်းထွက်စေတယ်လို့ဆိုပါတယ်အဲ့ဒါဘယ်လိုမျိုးလဲဟုတ်တယ် forward polarization မှာကြတော့ voice အပေါင်းငုတ်ကို p type ပဲအနုတ်ငုတ်ကို n type ပဲကိုချိတ်ဆက်ပေးလိုက်တယ် အပေါင်းကိုပီပတ်အနုကိုအန်ပတ်ဟုတ်တယ်အဲ့လိုခြေလိုက်တွေကပြားဖက်လက်ဆိုတော့ entire back ကလွတ်လွတ်နေတဲ့ electron တွေဟာအနုငုတ်ရဲ့တွန်းကန်အားကြောင့် junction နဲ့နိမိတ်ကိုဖက်ပြီးပီတိုက်ဘက်ကိုပြေးဝင်ထွက်ကြတယ်음တဖက်ကပီတိုက်ဘက်ကဟိုးနေကြတော့အပေါင်းငုတ်ရဲ့တွန်းကန်မှုကြောင့် junction ကိုဖြတ်ပြီး entire back ကိုရွေ့လာကြတယ်ဒီလိုနဲ့ junction နားတစ်ဝိုက်မှာ electron တွေနဲ့ဟိုးတွေအများကြီးဆုံတွေ့ကြတယ် စုံတက်ပြီးဘာဖြစ်လဲဆိုတော့ electron ကသူ့နေရာမှာဖြစ်တဲ့ hole တွေကိုဝင်သွားပြီးပြန်လဲပေါင်းဆက် recombination သွားကြတယ်။အော် electron နဲ့ hole ပြန်ပေါင်းသွားတာပေါ့။ရှက်စီစီးသွားတယ်ဆိုတဲ့သဘောလား။ဟုတ်ပါတယ်။အဲ့ဒီပေါင်းဆက်မှုတွေဆက်တိုက်ဖြစ်နေတာကရှက်စီစီးကြောင်းကို ဖြစ်ပေါ်စေတာပဲ။ဒီနေရာမှာအရေးကြီးတာလားဗျ။ electron တွေက hole တွေထဲကိုဝင်သွားတာ။ဒါကစိတ်ဝင်စားစရာပဲ။အဲ့ဒီအချိန်မှာအလင်းကပယ်ကရောက်လာတာလေ။ ဒီနေရာမှာစွမ်းရင်အကြောင်းနည်းနည်းပြောရမယ် n type ထဲမှာလွတ်လပ်စွာရွေ့လျားနေတဲ့ electron တွေကစွမ်းရင်စင် energy level မြင့်တယ်လို့သတ်မှတ်တယ်သူတို့ကလှုပ်ရှားဖို့အားအပြည့်ရွှေ့ရတဲ့သဘောပေါ့ဟုတ်ကဲ့ p type ထဲကဟိုးထဲကိုဝင်လိုက်တယ်ဆိုတာကစွမ်းရင်စင်နိုင်တယ်ပိုတည်ငြိမ်တဲ့အခြေအနေကိုကြဆင်းထွားရတယ်သူတို့ပဲမြင့်တဲ့နေရာကနေနိုင်တဲ့နေရာကိုဆင်းလိုက်တယ်လို့မျိုးပေါ့အေးအေးအဲ စွမ်းအင်မပြောပြမဖန်တီးလိုက်လို့ဆိုတဲ့နေရာမှရှိတယ်လေ lot of conservation of energy ပေါ့ဒီတော့အဆင့်မြင့်ကနေအဆင့်နှင့်ကိုပြောင်းစင်းတာကပိုလျံသွားတဲ့စွမ်းအင်ကဘယ်ရောက်သွားမလဲဟုတ်ဖျောက်သွားမလဲအဲ့ဒီပိုရှန်သွားတဲ့စွမ်းအင်ဟာအပူစွမ်းအင်ဖြစ်နည်းနည်းပါးပါးပြောင်းသွားတာရှိပေမဲ့ LED မှာတော့အဓိကအဖြစ်အလင်းစွမ်းအင်ဖြစ်ပြောင်းလဲပါတယ်တိတိကျကျပြောရင် photon လို့ခေါ်တဲ့အလင်းမုံလေးတွေဖြစ်ထုတ်လွှတ်လိုက်တာပါ ဖူထော်လားဩအလင်းမုံလေးတွေဟုတ်တယ်ဒါကြောင့် LED ကရစစ်ဆွမ်းရင်ကိုအပူအဖြစ်များကြီးမဖြောင်းပြီးပဲအလင်းအဖြစ်ဓာတ်ရိုက်နီးပါးပြောင်းလဲနိုင်လို့ဆွမ်းရင်အရန်တက်တာလားယိုယိုမီတီတီလို့အပူကြီးပြီးလောင်ကျွမ်းတာမျိုးမဟုတ်ဘူးလေတတအောင် off ကောင်းလာပဲဆွမ်းရင်အဆင့်ပြောင်းလဲမှုကနေအလင်းဖြစ်လာတာကိုဒါဆိုရင် LED တွေက ရောင်တမျိုးတည်းပဲထူးလွတ်တာမျိုးဥပမာအနီရောင်ချီးပဲအစင်ရောင်ချီးပဲဆိုတာမျိုးကဘာကြောင့်ဖြစ်လာတာလဲခေါင်းတယ်မေးခွန်းပါအဲ့ဒါကလည်းအဲ့ဒီစွမ်းရင်အစင်ခွာခြားချက် energy gap or band gap နဲ့တိုက်ရိုက်ပတ်တနေတယ် energy gap ဟုတ်တယ် doping လောက်တုံးကတောင်းခဲ့တဲ့မတူညီပဲ jetson တွေ impurity အမျိုးစားပေါ်မူတည်ပြီးတော့ antide နဲ့ p တိုက်ကြအဲ့ဒီစွမ်းရင်အစင်ခွာခြားချက်ပမာဏကလည်းမတူတော့ဘူးအော်ပြီးစီးမတူရင်ခွာခြားချက်မတူဘူးပေါ့မှန်ပါတယ် အဲ့ဒီစွိုင်းရင်ကွာခြားရဲ့ပမာဏက electron တလုံး hole ထဲဝင်တိုင်းထွက်လာမဲ့ photon ရဲ့စွိုင်းရင်ပမာဏကိုတိတိကျကျသတ်မှတ်ပေးလိုက်တယ်။ photon ရဲ့စွိုင်းရင်ပမာဏကအလင်းရဲ့အရောင်းဒါမှမဟုတ် line လျား wavelength ကိုဆုံးဖြတ်တာလေ။ Ừm ဟုတ်ကဲ့။ဆိုတော့စွိုင်းရင်ကွာခြားချက်နဲတဲ့ PC တုံးရင်အနီးအောင်လို့စွိုင်းရင်နဲတဲ့ line လျားရှိရဲ့အလင်းထွက်မယ်။စွိုင်းရင်ကွာခြားချက်များတဲ့ PC တုံးရင်အပြာအောင်လို့စွိုင်းရင်များတဲ့ line လျားတိုးတဲ့အလင်းထွက်မယ်။ ဒီတဘောတရားကြောင့်မတူညီတဲ့ semiconductor PC ပေါင်းစပ်မှုတွေကိုသုံးပြီးကျွန်တော်တို့လိုချင်တဲ့အယောင်အတိအကျကိုထုတ်လွှင့်နိုင်တာပါ။အော်ဒါကြောင့်ကိုဒါဆိုရင်ဟိုအရင်တမန်ဒါရုံအဟုံးလေးဒီမှာလဲဒီ PN junction ရှိတယ် electro နဲ့ hole နဲ့ဝင်နေဖြစ်စင်လဲရှိနေမှာပဲ။ဘာလို့သူတို့လင်းတာကိုကျမတို့မမြင်ရတာလဲဟုတ်ပါတယ်ဖြစ်စဉ်ကတော့အတူတူပဲရှိနေတာဒါပေမဲ့မမြင်ရတဲ့အဓိကအကြောင်းရင်းနှုတ်ချက်ချီတယ်ပေါ့ဟုတ်ကဲ့ပထမတစ်ခုကသူတို့ထုတ်လွှင့်လိုက်တဲ့ဖိုတောင်းရဲ့စွမ်းအင်ပမာဏကအရင်နည်းနေလို့ ကျွန်တော်တို့မျက်စိနဲ့မြင်နိုင်တဲ့အလင်းရောင်စဉ် visible spectrum ထဲမှာမပါဘဲ infrared လို့ခေါ်တဲ့အနီးအောက်ရောင်ကြီးလိုင်းရဲလျာချင်းနေတတ်တယ်။ TV remote ကထုတ်တဲ့မမြင်ရတဲ့အလင်းမျိုးပေါ့။ Oh infrared ။ဟုတ်ကဲ့ဒုတိယကြောင်းရင်းကတော့ပိုပြီးရွေးချင်ပါတယ်။တာမန်တာရုပ်တွေကိုအလင်းထွက်ဖို့ရည်ရွယ်ပြီး design လုပ်ထားတာမဟုတ်ဘူးလေ။အလင်းထွက်တဲ့ PN ကြောင့်ရှင်နေရာလေးကိုအပြင်ကနေအလင်းလုံးဝမထွက်နိုင်တဲ့ plastic အနက်ရောင်အခွန်တွေတတ်တူးတွေနဲ့တေချာဖုံးအုပ်ထားတော့ အထဲမှာနည်းနည်းပပအလင်းထွက်ရင်တောင်အပြင်ကိုဘလို့မှမြင်ရမှာမဟုတ်ဘူးပေါ့အဲဒါကြောင့်ကိုဒါကြောင့်အလီးဒီကိုအလင်းကောင်းကောင်းထုတ်လုပ်နိုင်အောင် ပြင်ကမြင်နိုင်အောင်တီးတန့်ဒီဆော့ပုံနဲ့လှုပ်ထားတာပေါ့သူဒီဆော့ပုံကဘလို့များကွာခြားသွားလဲအဓိကကွာခြားချက်ကတော့အလင်းကိုပြင်ကိုထွက်နိုင်သမျှများများထွက်လာအောင်ပြီးတော့လိုချင်တဲ့လမ်းကြောင်းကိုတွောင်းအောင်လှုပ်ထားတာပဲအခြေခံတီးဆော့ပုံကတော့အလွာ substrate တစ်ခုပေါ်မှာ n type အလွာတင်တယ် သူ့ပေါ်မှာ P type အလွာထပ်တင်တယ်။ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကအလင်းထုလို့မှအများဆုံးဖြစ်တဲ့ P type အလွာကိုတော်တော်လေးပန်းအောင်လုပ်ထားလဲ။အော် P type ကိုပန်းအောင်လုပ်ရတာလား။ဘာလို့လဲ။ဘာလို့လဲဆိုတော့ electron နဲ့ hole ပေါင်းဆက်ပြီးအလင်းမုံ photon တွေထွက်လာတာကအဲ့ဒီ P type အလွာထဲမှာအဓိကဖြစ်တာကောအလွာကပန်းနေတော့ထွက်လာတဲ့အလင်းတွေအလွာထဲမှာပြန်စုပ်ယူခံရတာပိတ်မိနေတာဒီနဲပြီးအပေါ်ကိုလွဲ့လက်ကူထိုးပေါက်ထွက်လာနိုင်တာပေါ့ อือဟုတ်ကဲ့ဟုတ်ကဲ့ပြင်တော့ဒီ semi conductor ဟွာတွေကိုလက်စစ်ပေးဖို့တင်းငယ်တဲ့ဝါယာကျူးမြန်လေးတွေနဲ့ချိတ်ဆက်တယ်ပြီးတော့အလင်းကိုရှစ်တဲ့တဲ့တနေရာတဲ့ကိုစုပြီးသွန်စေချင်တော့အောက်ခြေ electro တစ်ခုမှာအလင်းပြန်စေတဲ့ခွက်ပုံစံ reflector လေးထည့်ထားတာတဲ့အလင်းပြန်ခွက်လေးဟုတ်တယ်နောက်ဆုံးမှာတော့ဒီအစိပ်ပိုင်အကုန်လုံးကိုကာကွယ်ဖို့ရဲ့အပြင်ထွက်လာတဲ့အလင်းကိုမန်ဘီလူးလိုစူးစီးပေးပြီးလမ်းကြောင်းမအောင်ညွန့်ပေးဖို့ရဲ့အတွက်အပေါ်ကနေ ကြည်လင်တဲ့ epoxy resin လို့ခေါ်တဲ့အစေးကြီးနဲ့အခွင့်မာမာလေးမန်းပြီးလူပုံစံလေးဖြောင်းအောင်ဖုံးလိုက်တာပါပဲ။ဒါကအယောင်တစ်မျိုးနဲ့ထုတ်တဲ့ LED တွေရဲ့တိဆောက်ပုံပေါ့နော်။ဒါဆိုရင်ကျမတို့အသုံးများဆုံးဖြစ်တဲ့အဖြူရောင် LED တွေကတော့ဘလို့လှုပ်လှုပ်တာလဲ။သူတို့ကတော့အဖြူရောင် photon ကိုတိုက်ရိုက်ထုတ်လို့တာမျိုးလား။ဒါကလည်းနောက်ထပ် leak မှာပါနာတဲ့နည်းပညာတစ်ခုပဲ။တကယ်တော့အဖြူရောင် LED အများစုကအဖြူရောင်ကိုတိုက်ရိုက်ထုတ်တာမဟုတ်ပါဘူး။အော်ဟုတ်လား။ဟုတ်တယ်။သူတို့ရဲ့အထက်က semiconductor chip က အမှန်တကယ်ထုတ်လွတ်တာကစွိုင်းမြင်းနဲ့အဖျားရောင်အလင်းပါအဖျားရောင်ဟုတ်ကဲ့အဖျားရောင်ဒါမဲ့အဲ့ဒီချစ်ပုံမှာဒါမှမဟုတ်အခွန်ထမ်းမှာ phosphorus လို့ခေါ်တဲ့အဝါရောင်ဒါမှမဟုတ်လင်မောရောင်ပြည့်ပြည့်ဖတ်မှုလို့အလွားလေးတစ်ခုတုတ်လင်းထားတယ်ဒါမှမဟုတ်ရောဆက်ထားတယ် phosphorus လို့အဝါရောင်အလွားပေါ့အဲ့ဒါကဘာတက်လဲအေးအဲ့ဒီအဖျားရောင်အလင်းကိုထွက်လာပြီးအဲ့ဒီ phosphorus အလွားကိုတွားရိုက်ခတ်တဲ့အခါမှာဖြစ်လဲဆိုတော့ phosphorus အမှုနေကအဖျားရောင်အလင်းရဲ့ဆွမ်းရည်တချို့ကိုဆုပ်ယူလိုက်တယ်ပြီးတော့သူကဆွမ်းရည်နည်းနည်းနှိမ့်တဲ့အဝါရောင်အလင်းကိုပြန်ထုတ်လုပ်ပါတယ်အော်အဖျားကိုဆုပ်ပြီးအဝါပြန်ထုတ်တာပေါ့ဟုတ်တယ် မရှိတဲ့မြင်ကြည့်ရင်အပြာရောင်မီးလုံးလေးကိုအဝါရောင်စီတော်လေးနဲ့အုပ်ထတယ်လို့မျိုးပေါ့ဒီတော့ LED ကထုတ်တဲ့မူလအပြာရောင်အလင်းရယ် phosphorus ကနေအပြောင်းခံပြီးပြန်ထွက်လာတဲ့အဝါရောင်အလင်းရယ်အဲ့ဒီနှစ်ခုရောသွားတဲ့အခါမှာကျွန်တော်တို့မျက်စိကဒါကိုအဖြူရောင်အလင်းအဖြစ်မြင်ရတာပါအဲဥစရာပဲနော်အပြာနဲ့အဝါရောလို့အဖြူရောင်ဖြစ်သွားလာကိုဟုတ်ပါတယ်ဒါကအရောင်တွေရော့ဆက်ခြင်းရဲ့အခြေခံသဘောတရားတစ်ခုပေါ့ အယောင်တွေရော့ဆက်တယ်ဆိုလို့ဟို TV တွေကြော်ညာဆိုင်းပုတ်တီးမီးအလားစင်တာတွေမှာတုံးတဲ့ RGB LED တွေလည်းရှိသေးတယ်နော်သူတို့ကတော့ဘလို့အလုပ်လုပ်တာလဲဟုတ်ပါတယ် RGB ဆိုတာကတော့အနီး red အဆိုင် green အပြာ blue ဆိုတဲ့အခြေခံအယောင်၃ယောက်ကိုကိုစားပြတာပေါ့အဲ့ဒီ RGB LED တလုံးတည်းရဲ့အထဲမှာတကယ်တော့တီးခြား LED အသေးလေး၃ခုထည့်ထားတာအော်တလုံးထဲမှာ၃ခုပါတာလားဟုတ်တယ် အနီရောင် ထုတ်ပေးနိုင်တဲ့ semiconductor chip တခုအစိမ်းရောင်ထုတ်ပေးနိုင်တဲ့ chip တခုပြီးတော့အပြာရောင်ထုတ်ပေးနိုင်တဲ့ chip တခု စုစုပေါင်း၃ခုကိုတခွန်ထဲမှာအထူးတကွာထည့်သွင်းတည်ဆောက်ထားတာအထဲမှာ LED ၃လုံးပါတာကိုဟုတ်ကဲ့အဲ့ဒီ LED သေး၃လုံးစလုံးအတွက်တီချားစီလက်စစ်ထိတ်ချုပ်လို့ရတယ်လက်ခုပင့်နေပါလာတယ်ဆိုတော့ကျွန်တော်တို့ကအဲ့ဒီအနီအစိမ်းအပြာ LED တခုချင်းစီကို ပေးတဲ့လက်စီအားပရမာဏကိုလိုသလိုအပြင့်အပြည့်ချိန်ကြီးလိုက်မယ်ဆိုရင် အဲ့ဒီအခြေခံအယောင်၃ယောင်ကိုအချိုးစားမျိုးမျိုးနဲ့ရောဆက်ပြီးတော့အယောင်စင်နှံပေါ်ကအယောင်ပေါင်းတန်းနေချီပြီးဖန်တီးထုတ်လွှတ်နိုင်တာပေါ့မိအလားစင်နဲ့ကြိုးရည်အယောင်ပြောင်းနေတာဖုန်းစကရီနီမှာအယောင်စုံပေါ်နေတာတွေကအများအပြားဒီ RGB သဘောတရားကိုအခြေခံထားတာပဲ။ဟုတ်ပြီ။ဒါဆိုရင်ဒီနေ့ကျမတို့ဆွေးနွေးခဲ့တာတွေကိုအနစ်ချုပ်ပြန်ကြည့်ရအောင်လေ။ဆိုတော့ LED ဆိုလားအခြေခံအားဖြင့် SAMI connector PC တွေကို doping ဆိုတဲ့နည်းပြန်သုံးပြီးပြုပြင်ထားတဲ့ N type နဲ့ ဖိထိုက်ဖို့ပေါင်းဆက်ထားတဲ့ PN junction တခုပဲဟုတ်ပါတယ်လက်စစ်စွမ်းအင်ပေးလိုက်တဲ့အခါ forward polarization နဲ့ပေးလိုက်တဲ့အခါ electron တွေလာစွမ်းအင်ညင်းတဲ့ n type ကနေစွမ်းအင်နင်းတဲ့ p type ထဲကိုခုန်ကူပေါင်းဆက်ရင်းနဲ့ polian ဝါးတဲ့စွမ်းအင်ကိုအလင်းမွန် photon အဖြစ်တိုက်ရိုက်ထုတ်လွတ်တယ်ဒီနည်းပညာကြောင့်သူကအပူစွမ်းအင်ဖြစ်အလဟာဒဖြစ်တဲ့အရန်နင်းနေစွမ်းအင်တက်တာတယ်အတိအကျပဲခင်ဗျ ပြီးတော့တုံးတဲ့ဆမ်မီကောင်တက်တာ PC အမျိုးအစားအတိအကျပြောရင်ဒိုပင်းလုပ်တဲ့ dressing အမျိုးအစားကိုပြောင်းလဲခြင်းအပြင်အဲ့ဒီစွမ်းရင်ကွာခြားချက်ကိုပြောင်းလဲနိုင်တယ်။အဲ့ဒါကြောင့်ထွက်လာတဲ့ photon ရဲ့စွမ်းရင်တနည်းအားဖြင့်အလင်းရဲ့အယောင်ကိုထိန်းချုပ်နိုင်တယ်။ဟုတ်ကဲ့။ဒီဒီအဝါရောင်ထက်ထုပ်အဲ့ဒီအဖျားနဲ့အဝါရောပြီးအဖြူရောင်ဖန်တီးတယ်။အယောင်ဆုံးလိုချင်တော့အနီအစိမ့်အဖျား LED ၃လုံးကို တခွန်တဲမှာပေါင်းထည့်ပြီးသူတို့ကိုအပြင်းအပြော့ချိန်ညှိချင်းအပြင်အယောင်ရီရောဆက်ဖန်တီးတယ်ဟုတ်ပါပြီဒီအခြေခံပြိပံပညာရဲ့လှုပ်ဆောင်မှုကိုနားလည်လိုက်ပြီးဆိုရင် LED တွေရဲ့အဓိကအားသာချက်တွေဖြစ်တဲ့စွမ်းအင်သက်သာမှု အလွန်ကြားရှိခံမှုဘာလို့လဲဆိုတော့ရိုးရိုးမြူးတီလိုအဖူနဲ့လောင်ကျွမ်းတဲ့ကြောမြန်မှာပါလို့တုန်ခါမှုတန်ခံနိုင်ရရှိမှု solid state device တွေလို့ပြီးတော့တိကျတဲ့အယောင်ထုတ်လွှင့်နိုင်မှုတွေရဲ့ကြောင်းရင်းကိုပိုပြီးရှင်းရှင်းလင်းသဘောပေါက်သွားစေမှာပါဒီနေ့တော့ကျမတို့နိုင်စင်တုံးနဲ့ရဲ့ LED မီးလုံးလေးတွေရဲ့နောက်ခွဲကတခေကိုအံဩစရာတိပညာအကြောင်းကိုအတူတကွလေ့လာခွင့်ရခဲ့ပါတယ်။ Atom acid မှာရှိတဲ့ electron လေးတွေရဲ့ swing in ကူးပြောင်းမှုလေးနဲ့ဒီလောက်အသုံးဝင်တဲ့အလင်းရောင်ဖြစ်လာပုံကတခေကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ရှင်။ဟုတ်ကဲ့။ဒီ swing in မှုကနေစက်ပြီးသွေးစရာအချက်လေးတစ်ခုပေးခြင်းပါတယ်။ အခုကျွန်တော်တို့သိရတာက semiconductor facility ရဲ့ atom ဆင့်စွမ်းရင်ကွာရချက် energy band gap ကိုပြုပြင်ပြီးတော့အယောင်အမျိုးမျိုးထုတ်နိုင်တယ်ဆိုတာပဲဟုတ်ကဲ့အနာဂတ်မှာတစ်ပိုင်ပညာရှင်တွေကဒီ atom အဆင့်စွမ်းရင်ကွာချက်တွေကိုဒီထက်ပိုပြီးတိတိကျကျဒီထက်ပိုပြီးစံတက်တဲ့နီလန်းနေနဲ့ထိန်းချုပ်နိုင်လာမယ်ဆိုရင်ကို အခုလက်ရှိ LED ဒီထက်တောင်ပိုပြီးစွမ်းရင်ထိရောက်မှုရှိတဲ့အလင်းရင်းမြစ်တွေ တောင်မုတ်အလင်းရောင်ထုတ်လွတ်တဲ့အပြင်အခြားထူးခြားတဲ့လွတ်ဆောင်ချက်တွေပါဝင်တဲ့ဥမဒေတာချက်လက်တွေကိုအလင်းကနေဆင်ပို့လွတ်နိုင်တဲ့အလင်းရင်းမြစ် live file လို့ဤပညာမျိုးပေါ့အဲ့လိုအလင်းရင်းမြစ်အတစ်တွေကိုဖန်တီးလာနိုင်မလားဆိုတာကဤပညာလောကတို့ဆက်လက်စူးစမ်းလေ့လာရမယ့်တော်တော်စိတ်လှုပ်ရှားစရာကောင်းမယ်မဲဟွန်းတစ်ခု ဖြစ်လာနိုင်ပါ रे ခင်ဗျာ